ရောဘတ်ကပဲရှင်မှာစပြီးလူတက်လဲဆိုတော့သူ့အဖေမေလေးတေးပြီးနောက်ပိုင်းသူတို့ဒီဝက်မြင့်မွေချံကိုစရပြီးနောက်ပိုင်းမှာသူလူစတက်တာလူစတက်တာဘာလို့တက်လဲဆိုရလဲအကြောင်းပြချက်မရှိဘူးသူကသူတက်ချွန်လို့ကိုတက်တာโอเคဒီနေ့ cash ကတငယ်ချင်းတို့ကိုလူတွေကိုတက်ပြီးတော့မှာဝက်ဟူချောင်းလေးကိုထည့်ပြီးမှာဝက်ဟူချောင်းလောက်ခဲ့တဲ့အရန်ကြောက်ရအောင်နဲ့စိတ်ဆန်းတက်တမှာ Robert Pickton အကြောင်းကိုပြောပြရမှာဖြစ်တယ်။သူ့နာမည်က Robert Pickton Robert William Pickton ပေါ့တူ Robert လို့ပဲခေါ်မယ် Pickton ဆိုတာသူ့ရဲ့ family name ပေါ့ family name ဆိုတာမိသားစုနာမည်ပေါ့နော်သူကဘယ်ရလဲဆိုတော့ Port Coquitlam Land British Columbia သူကဒီ Canadian ပေါ့နော် Canada နိုင်ငံကပေါ့နော်အဲ့တော့ဒီသူနေရတဲ့တားဆိုရင်ねသူအဖေနဲ့အမေနဲ့ကသူရဲ့သူ သူညီလေးရဲ့သူအမရဲ့ပေါ့သူတို့မောင်မတောင်းအောင်ရှိရဲ့ပေါ့နော်သူတို့မိသားစုကမျိုးရိုးစင်စဲဝက်မွေးတာဝက်တွေကိုခြံဝင်းအကျဲနဲ့ဝက်တွေအများကြီးဝင်းဝက်မွေးမျိုးတွေလောက်တာမွေးပဲမွေးမိရမဟုတ်ဝက်တားတွေလည်းရောင်းနေဝက်တွေလည်းတက်တယ်ပြီးတော့မှအဲ့လိုမျိုး sausage တွေလည်းလုပ်တယ်ပေါ့ sausage ဆိုဝက်ဥကြောင်ပြောတာနော်အားအားလောက်တာအခါကျတော့တည့်ရက်မှာသူတို့ သူတို့ရဲ့ဒီဘွားဖက်ရငယ်ဘွားကိုကြည့်ရမယ်ဆိုရင်သူအမေကနည်းနည်းသူတို့ညင်အကိုအပေါ်ကိုအရန်ခိုင်းတယ်အရင်နည်းနည်း aggressive ဆန်တယ်လို့ပြောရမယ်အဲ့တော့မျိုးဘယ်လိုပြောရမလဲဆိုတော့နည်းနည်းအရန်ကိုမှဖိအားပေးပြီးတော့ခိုင်းစေတယ်နည်းနည်းတိတ်မကောင်းမှုနေမှာပေါ့နော်သူကငယ်ငယ်လေးကရောဘတ်ကဒီဝက်တွေကိုတတ်တာဒီဝက်မျိုးမျိုးရဲ့ channel မှာသူတို့ညင်ကိုနေအောင်အလုပ်လုပ်ခဲ့ရတာသူတို့ရဲ့အမ အဲ့လင်ဒါဆိုတယောက်ကတော့မလုပ်ရအောင်သူအမျိုးသမီးဆိုတော့ဒီညမှာမတင့်တော့ဘူးဆိုပြီးသူ့မိအားတခြားနေအောင်ပို့ပြီးတော့ကြောင်းထားခဲ့တာအဲ့တော့သူ့ညီကိုနှစ်ယောက်ကပဲအားလုံးလုပ်ပြီးအားလုံးခံခဲ့ရတာလို့ပြောရမယ်သူ့ညီနာမည်ကဒေးဗစ်ပေါ့သူ့မနာမည်ကလင်ဒါအဲ့လိုထားလိုက်တော့အဲ့မှာရောဘတ်ငငယ်လေးကြားဆိုသူ့ညီကိုနှစ်ယောက်ကိုဆိုကြောင်းမှဆိုရင်လည်းအဲ့လိုနန်စော်တဲ့ညီကိုဆိုပြီးခေါ်ခိုင်းရတယ်ပေါ့နော်ဘာလို့ဆိုတော့သူတို့ကဝက်ချန်ထဲမှာအလုပ်လုပ်နေရတာလေငငယ်လေးကြားဆိုတော့အဲ့လိုမျိုးသမီးပါကလည်းသူ့တာသမီးတွေရဲ့ဒီတန့်ရှင်တန့်ကြီးမဆိုင်ဘူးလို့ပြောရတယ်သူအမေပေါ့အဓိကတော့ပေါ့နော် အဲ့လိုမျိုးဓာတုရဲ့ငယ်ဘဝပေါ့ဓာတုငယ်ဘဝမှာတသက်လုံးကကလေးလေးတယောက်ကဒီဝက်တွေတတ်တာကိုကြည်လာခဲ့ရလို့များဒါမျိုးဖြစ်သွားလားလို့ထင်ရတယ်ပေါ့နော်တို့စိတ်ဆက်လူတက်တမှာပေါ့သူစိတ်တမလူတက်တာဘလို့ဖြစ်သွားလဲဆိုတော့1980လောက်မှာသူကသူ့ကိုမွေးတာ1949ခုနှစ်အောက်တိုဘာ24ရက်မှာမွေးရသူအဖေမိတယ်1980လောက်မှာတေးွားရောနော်တေးွားတဲ့အချိန်မှာသူ့ညီကိုနောက်ထပ်ကြံခဲ့တာသူ့မကတော့အဝေးမှနေရပဲလေခါတိုင်းလိုပဲ အဲ့မှာသူတို့ညီကိုနှစ်ယောက်ကဒီဝက်မွေးမြူရေလုပ်ငန်းကိုဆက်လုပ်နေရင်းနဲ့သူတို့ညီကိုတော့မလုပ်ချင်တော့မလုပ်ချင်တော့ဘူးဆိုတော့တကင်းဆိုင်တော့အဲ့ဒါနဲ့သူတို့ညီကိုနှစ်ယောက်ကပဝင်ကြလို့လည်းပြောကြရပေါ့ဒီဝက်မွေးမြူလုပ်ငန်းဝက်တရ၆ကွာနေကြတာပေါ့ထိုင်းတင်းဆောက်ရှောက်မှုလည်းမရှိဘူးပေါ့အပီဆိုရင်သူတို့ရှိမှာအလုပ်လုပ်တဲ့လူပေါ့နော်အများကြီးလုပ်လုပ်တဲ့လူအဲ့ bill hisan ဆိုရယ် hips အဲ့လူက bill လို့ပဲခေါ်မယ်အဲ့လိုပြောပါဘောနော်သူတို့ညီကိုညောက်ထဲမှာပေါ့နော်ရောဘတ်ကထူးဆန်းနေပေါ့တัวတိတ်လူစကားလည်းမပြောဘူးပေါ့အဲ့လိုတัวတို့အေးဆေးဆေးလေးနေနေရပေါ့နော် ြောမစောအုံဘုံတဘောမျိုးပေါ့နော်အုံပွင့်မထွက်လာဘူးအုံနေတာမြုံနေတယ်လို့မျိုးပေါ့နော်နည်းနည်းထူးဆန်းနေပေါ့အဲ့လိုမျိုးတော့ပြောတယ်သူအလုတ်တမအိပ်သေးတာပေါ့နော်အဲ့လိုနဲ့ robot garbage မှာစပြီးလူတက်လဲဆိုတော့သူအဖေမေးနေသေးပြီးနောက်ပိုင်းသူတို့ဒီဝက်မြင့်မြွေချံကိုစရပြီးနောက်ပိုင်းမှာသူလူစတတ်တာလူစတတ်တာဘာလို့တက်လဲဆိုရလဲအကြောင်းပြချက်မရှိဘူးသူကသူတက်ချင်လို့ကိုတက်တာအဲ့လိုမျိုးပေါ့နော်အဲ့မဲ့ဆိုတော့အရင်ကဝက်တွေကိုတက်ရင်းနဲ့များသူအဲ့လိုမျိုးလူတွေကိုတက်ချင်လာလားပေါ့နော် robot လေးကဘယ်လိုဖြစ်သွားလဲတော့မသိဘူးပေါ့နော်အဲ့လိုနဲ့ ဖြစ်စဉ်က Robert က Robert တို့ညီကွာဒီ word တွေမမွေးချင်တော့ဘူး။အဲ့ဒါသူကရောင်းဖို့စ조사ချိန်မှာဒီညီအေကအရှမ်းများတာအရမ်းများခါကျတော့သူတို့ညီကောနှစ်ယောက်ကဒီမွေးမြူတဲ့ data ကိုရောင်းလိုက်တာသူတို့ဒီ word တတ်တဲ့နေရာကတော့အဲ့လိုနည်းနည်းလေးပေါ့နော်။နည်းနည်းလေးသူတို့အတွက်နည်းနည်းလေးခြံပြီးတော့အချမ်းနဲ့အစိုက်ပိုင်းလေးအကုန်လုံးရောင်းလိုက်တာဆိုရင်လေဒေါ်လာ9မီလီယံလောက်ကိုသူတို့ဝင်ငွေရခဲ့ရဆိုသူညီနဲ့သူမြအော်တိုမက်တစ်ကိုမှအလိုလိုနေတဲ့ကိုမှမီလီယံနိုင်ဖြစ်သွားကြ။ငွေတွေအများကြီးပေါ့။ ကင်မရာနိုင်ငံခြားမှာမီလီယံနာဖြစ်သွားမီလီယံနာဆိုတာအများကြီးပဲပတ်စံနေရအဲ့လိုနဲ့သူတို့ညီအကိုအဲ့မှာသူတို့ကဘာလုပ်လဲဆိုတော့ဒီကနေဒီယန်ဆိုရတဲ့ပေါင်းပြီးတော့မှာသူတို့ညီကဘာလုပ်အောင်မသိဘူးကွာပတ်စံနေအများကြီးဆိုတော့ foundation တစ်ခုထောင်ကြတာအဲ့လို society တစ်ခုပေါ့အဖွဲ့အစည်းတစ်ခုအဲ့လိုမျိုးကူညီတဲ့ဟာပေါ့နော်အဲ့လိုမျိုးဘလိုတွေကူညီရလဲဆိုတော့ကျမရေမကောင်းတဲ့လူတွေမိဘမဲ့တွေအကြောင်းငယ်မှာအဲ့လိုမျိုးအစားအသောက်တွေပေးတာမျိုးအဲ့လိုကူညီတဲ့ society တစ်ခုကိုတည်ထောင်လိုက်တယ်အဲ့ society နာမည်ကဘာလဲဆိုတော့ piggy palace ပေါ့ piggy palace good time society ပေါ့ picky belly good time society ဆိုပြီးအဲ့ဒါကိုထောက်ပြီးမှအဲ့သူတို့အမြဲတမ်းပတ်တိုင်ပတ်တိုင်သူတို့ကပွဲတွေလုပ်တာပွဲတွေလုပ်သူတို့ဒီအိတ်ရသူတို့ရဲ့ခြံမှာပေါ့နော်အဲ့သူတို့နေတဲ့နေရာမှာပေါ့ပွဲတွေလုပ်တယ်ပြီးဆိုတန်းစားတွေခေါ်တယ်ဆိုတော်တွေခေါ်တယ်ပါတီလုပ်တယ်အဖွဲ့အစည်းနဲ့ပတ်သက်တဲ့အဲ့မှာရတဲ့ရန်ပုံငွေတွေကိုလူတွေတန်းတယ်ပေါ့နော်အဲ့လိုမျိုးထောက်ပံ့တယ်ရန်ပုံငွေအဖွဲ့အစည်းတစ်ခုထောင်လိုက်တာပေါ့အဲ့လိုနဲ့ဖြစ်စင်မှာအဲ့ဒီမျိုးရဲ့အရှိတ်အမှတ်ရှိရဲ့ဒေါင်းတောင်းဒေတာဆိုတာကမျိုးရဲ့လိုမျိုးပေါ့တော့ဆင်းရဲတဲ့လူတွေနေရနေရပေါ့နော် အဲ့ပတ်ဝင်ကျမဆိုရင်ဘလို့တွေများလဲဆိုတော့မကောင်းတဲ့မျိုးတမီးများမယ်ဆေးဆွဲတဲ့မျိုးတမီးများမယ်ပေါ့နော်အဲ့ဒီတာလူတွေကိုလေရောဘတ်ကတော်တော်ပြီးခေါ်ပြီးသူ့ပါတီကိုလာပါလာပါဆိုတော့တော်တော်ခေါ်တာ ਉਹ တဲ့အမြဲတမ်းတွေ့ရတယ်ပေါ့နော်အဲ့တော့ရောဘတ်ကအဲ့ဘက်ကအမြဲတမ်းတွေ့ဒီပါတီပွဲတွေစပြီးလုပ်ပါပြီဆိုတဲ့ကအဲ့ဒီအရှိတ်ဘတ်ဒေါင်းတောင်းဘတ်ကတဲ့အမျိုးတမီးလေးတွေကပျောက်တာပျောက်တာပျောက်တာအများကြီးပဲပျောက်တာတပတ်ကို9ယောက်6ယောက်လုံးလောက်ကိုပျောက်တာအဲ့လိုမျိုးတွေပျောက်တာ ပြောက်တဲ့မျိုးသမီးတွေဆိုရင်လည်းအများစုကဒီ Robert ရဲ့ party ကိုလာတဲ့မျိုးသမီးဖြစ်နေတာ။အားနဲ့လူရစပြီးပြောတာပေါ့နော်။ဟုတ်ငါတို့ data မှာတော့ဗောဒီစိတ်ကစားလူရတမှာတယောက်တော့ရှိနေပြီပေါ့။အမျိုးသမီးတွေကလုံးဝပျောက်ချင်မလားပျောက်သွားရပေါ့။အဲ့တန်းနဲ့ရဲတို့တိုင်ကြတာပေါ့ data ကန်တဲ့လူတွေကရဲတွေလည်းတိတ်ကြီးမဆိုင်ဘူး။ဘာလို့လဲဆိုတော့ဒီအမျိုးသမီးတွေကများဖြစ်ကအစိမ်းဆွဲနေတဲ့အမျိုးသမီးတွေအဲ့လိုဆင်းရဲသားလေးတွေများရဲ့ကွာ။အဲ့လိုမျိုးမကောင်းတဲ့မျိုးသမီးတွေများတဲ့ခါကျတော့ ဒီမှာတို့ရောက်ဘေးမဆိုင်ဘူးကွာ။တာမန်ပတ်စံရှိရအမျိုးသမီးတယောက်ပျောက်သွားရအောင်လူရအောင်တည့်မလား။ပိတ်ကလေးလိုက်ချာကြပေးမယ်။ဒါမျိုးတည့်မလား။မကောင်းတဲ့အမျိုးသမီးတယောက်ပျောက်သွားတယ်ဆိုတာတို့တက်ကအင်းတို့ကတို့ရှောက်သွားလိုက်တဲ့နေမှာပို့။ဒါမှမဟုတ်တို့တနေရမှာများအဲ့လိုခီးထွက်သွားလားပို့။အဲ့လိုမျိုးပဲရောရဲရအောင်မဆိုင်ဘူး။အဲ့လိုမျိုးနေရ။အဲ့လိုနေရင်တည့်ရမှာတို့ရဲ့ဒီအလုပ်တမားကအမ data ကလူတွေဆိုရင်ညအပြင်းနေမထွက်ရမထွက်ရဲကြတော့အမျိုးသမီးတွေဆိုရင် ခွဲနေတဲ့အတွက်တော့လည်းဆိုအမျိုးသမီးတွေအများကြီးကိုပျောက်တာပါအရေးအတွက်အများကြီးပျောက်တာဒါမှဆိုတယောက်နဲ့ယောက်ပျောက်တာမတိတာဘူးလေအခုကအယောက်ကအဲ့လိုမျိုး40-50လောက်ကြီးပျောက်တာဆိုအရန်ပြီးတာလားလေညို့ပါကွာဒီမျိုးပတ်ဝန်းကျင်တွေပဲဖြစ်နေတာကွာတိုင်တိုင်နိုင်ငံလုံးနဲ့ပတ်သက်ပြီးဖြစ်နေတယ်မဟုတ်ဘူးဆိုတော့ဒီပတ်ဝန်းကျင်လူတွေအရန်ကြောက်နေကြတယ်အဲ့လိုမျိုးအားအနေကျဲရလည်းအယုံမဆိုင်ချင်ဘူးဒါနဲ့တည့်ရမှာအဲ့ bills က bills ဆိုတာအဲ့ရပေးဆိုတာသူတို့ရဲ့အလုပ်တမအဟောင်းကိုသူရဲကပြောရဲသူထင်တယ်ပေါ့ဟိုဟာပေါ့နော်ဒီ ီကိစ္စရဲ့နောက်ကွယ်မှာ Robert တို့ညီကိုရှိကိုရှိနေမယ်ဘာလို့လဲဆိုတော့သူတို့ပြောက်တဲ့အမျိုးသမီးတွေအကုန်လုံးကဒီ Robert တို့ party ကိုလာထားတဲ့လူတွေများတယ်ပေါ့နော်ပြီးတော့ Robert ကဒီဒီရက်ပိုင်းနေမှာဆိုရင်အဲ့ဘက်အရန်တော့အဲ့ downtown east side ဆိုတော့အဲ့လိုသူတို့ area ဆင်းရဲတဲ့လူတွေနေတဲ့ဘက်ပေါ့နော်မြို့ရဲ့အရှေ့ဘက်ကအဲ့လိုမျိုး downtown area ပါအဲ့လိုမျိုးဆိုတော့သူရဲတို့ပြောတဲ့အချိန်မှာရဲတွေကအမ်ဖမ်းလို့မရဘူးပေါ့အဲ့လိုနေအဲ့လိုမျိုးထင်ုံနဲ့ဖမ်းလို့မရဘူးဆိုတော့ဘေးကကပြောလဲဆိုတော့ Robert ရှိမှာပေါ့နော်တရားမဝင်တဲ့ လက်နက်သေးပေါ့နော်အဲ့လိုမျိုးတက်မလားသူတို့နိုင်ငံမှာဆိုရင်ဒီနက်သေးကင်တော့မရတာမျိုးတို့ကန့်တတ်တတ်မြတ်ကန့်တတ်ထားတဲ့လက်နက်တွေရှိနေတယ်ပေါ့အဲ့လိုပြောမှာရဲတွေကဖန်ဝရန်ထုတ်ပြီးရောဘတ်အိမ်ကိုဝင်စစ်လိုက်တဲ့အချိန်မှာသူတို့ရဲ့ဒီတားတက်ယုံထဲမှာဆိုရင်လုံးဝကွာတရားမဟုတ်ရင်ကန့်တတ်ထားတဲ့လက်နက်ပေါင်းများများစွာနဲ့ဒီတူရိယာလူတက်တဲ့ပစ္စည်းတွေတက်မလားအဲ့လိုပစ္စည်းပေါင်းအများကြီးတွေ့ရသူရခါကျရောဘတ်ကိုဖမ်းလိုက်ကြသူကမရဘူးဒါတရားမဝင်တဲ့အလုပ်စေလုပ်နေတယ်ပေါ့အဲ့ဒါရောဘတ်ကိုဖမ်းလိုက်တဲ့အချိန်မှာ အာမခံနဲ့ပြန်ထွက်လာအာမခံနဲ့ပြန်ထွက်လာပြီးမှပြန်ဖမ်းလိုက်ရတယ်ဘာလို့လဲဆိုတော့ robot ရဲ့နေရာကိုပြန်ရှာလိုက်တဲ့အချိန်မှာအဲတာတက်တဲ့ယုံကိုပြန်ရှာလိုက်တဲ့အချိန်မှာပျောက်ဆုံးသွားတယ်အမျိုးသမီးတွေရဲ့ပစ္စည်းတွေတွေ့ရပြမလားသူတို့ပိုင်ဆိုင်မှုလေးတွေပေါ့မှာ ID card လေးတွေ engine လေးတွေပစံ8လေးတွေအဲ့လိုမျိုးသူတို့ပိုင်တဲ့ငကတ်လေးတွေလက်ကောက်လေးတွေအားတွေမကပဲနဲ့အမျိုးသမီးပျောက်နေတဲ့အမျိုးသမီးတယောက်ရဲ့ သွေးဇက်ပါသူတို့တွေးွာသွေးဇက်တစ်ခုอ่ะกว่าအဲ့လိုအန်ဆွဲအပေါ်မှာသွေးဇက်ဆင်သွားနေမှာဘာသူတက်လိုက်တဲ့အချိန်မှာအဲ့သွေးဇက်က6မိနစ်တန်းရဲတွေကအဲ့သွေးဇက်ကိုဆက်လိုက်တဲ့အချိန်မှာဒီရနေရပျောက်ဆုံးတဲ့အမျိုးသမီးပျောက်ရည်ရနေသွားညင်ရညင်ရခါကျတော့သူကမရတော့ဘူးပေါ့ဒါဂျောဘတ်ကဒီတစ်ခုခုပဲဆိုပြီးရောဘတ်ကိုအဲ့လိုထောင်ထဲထည့်လိုက်တယ်ထောင်ထဲထည့်လိုက်ခြင်းမှာသေးချာလာတော့ရောဘတ်ကဘယ်နှယောက်ကိုတက်လိုက်ပြီးတော့ဘလို့တက်လိုက်တယ်ဆိုတော့တော်တော်မသိရသေးဘူးကွာအဲဆို သူတို့တက်တေးလေးရနည်းနည်းလေးပဲတွေ့ရကွာပျောက်နေအမျိုးတစ်မျက်အယောက်90လောက်အခါကျတော့သူက robot ကိုရဲတယောက်က robot ရဲ့အခန်းထဲမှာအကျဉ်းသားရောင်ဆောင်ပြီးတော့ robot နဲ့တငယ်ချင်းလှုပ်ပြီးတော့မှာစကားပြောကြည့်ရပါမယ် robot ကမပြောလဲဆိုသူတို့ကပေါ့ငါ့ကိုပေါ့ ဒီအနေနဲ့ဖမ်းတာဗောဒီအနေနဲ့မိွားတာဗောအဲ့နဲ့ရဲရပါပြန်လို့လဲဆိုဟုတ်လားဗောအင်းဗောဟုတ်တယ်ငါတို့ငါလည်းငါတော့ဒီအနေဖြောက်တာတော်တယ်ငါတော့ဒီအနေဖြောက်ဖို့တော့ဆိုပင်လေတွေကိုပြစ်လိုက်တာပဲစပါဒီအိမ်မှာမရှိတော့ဘူးရဲရအဲ့လိုပြောရဲဟန်ဆောင်ပြီးပြောပါတကယ်တမ်းရဲရအကျဉ်းသားမဟုတ်ရဲရအကျဉ်းသားဟန်ဆောင်ပြီးသူ့နာမှာရှိနေတာသူ့တခန်းနဲ့ကွာအနုရဘကပါပြန်ပြောလဲဆိုဟုတ်လားနင်ကပင်လေတွေပြစ်တာလားတဲ့ငါအနေနဲ့ထုတ်ပိုကောင်းတာလုပ်တယ်တဲ့ပိုနေထုတ်ကိုပိုကောင်းလုပ်တယ်မနေထုတ်ပိုကောင်းတတ်တယ်ကွာ ဟိုဘလို့တက်တာလဲပေါ့ငားပေါ့သူတို့ပေါ့နော်အဲ့လိုမျိုးသူတို့ခန္ဓာကိုယ်ဆွဲခေါ်လာပြီးမှပေါ့နော်အဲ့ဒီ anti freeze ဆိုတဲ့ဥစ္စာကားတွေမှာတုံးနေတာလေအဲ့လိုမခဲမခဲအောင်လုပ်နေတာအဲ့ဒီအရင်ကိုခန္ဓာကိုယ်တော့ထိုးထားလိုက်တာ9မိနစ်10မိနစ်ဆိုသေးွားရောတဲ့သူအဲ့လိုပြောသူကတကယ်တမ်းဆိုရင်အယောက်50လောက်တက်ချင်တာနဲ့ခု69ယောက်ပဲတက်လိုက်ရတယ်ဆိုသူကပြောလိုက်တာအဲ့ဒါကြီးကိုလုံးဝ CCTV နဲ့မိထားအဲ့မှာသူက ောက်နန်းတက်တက်ကြွန်ကြွားဝိုင်ပေါ့နော် Robert Pickton ကတကယ်တမ်းတော့ तू ကတယောက်50တက်တယ်49ယောက်တက်တယ်လို့ကပြောတာတကယ်တမ်းတက်တယ်26ယောက်ထိလဲရှာတွေ့ရသူ့ရဲ့ဒီတားတိုက်ယုံထဲမှာကွာအဲ့လိုလိုက်ရှာလိုက်တဲ့အချိန်မှာနေကြီးရောက်နေတယ်မှာအဲ့လိုမျိုးတွေ့ရပါတော့အပိုင်းစားတွေအမျိုးသမီး26ယောက်ရဲ့အပိုင်းစားတွေပဲတွေ့ရတယ်။ကျန်တဲ့ဟာတွေကမတွေ့တော့ဘူးလုံးဝမတွေ့တော့အဲ့ဒါနဲ့ဘာလုပ်လိုက်တာလဲလို့ပြောတဲ့ခါကျတော့အများစုအသားတွေကိုဆုံရင်းနဲ့ तू ကဆော့စိတ်တွေနဲ့ရောပြီးတော့ကြိတ်ပြီးမှရောင်းလိုက်တာတဲ့ဝတ်တိုင်းနဲ့လေလူသားတွေနဲ့အဲ့လိုရောပြီးတော့မင်းရောင်းလိုက်တာဆိုတော့ ဲ့ data ကသူ့ရှေ့ဆော့သူ့ဆရာအဝဲဥကြောင့်နေဝယ်စားတဲ့လူတွေကတော့လူသားစားပြီးပါ့ပေါ့နော်အားနဲ့အပြီးတော့မှာတို့ကဒီ jelly လောက်တဲ့နေရာတည့်ရမလားဝက်အယိုးတွေဆိုရင်လေဝက်အယိုးတွေဆိုရင်ဒီ jelly တွေလောက်တဲ့နေရာတည့်ရမလား gummy bear gummy bear တို့တုံးနေဟိုင်လေအေးအဲ့လိုမျိုးတွေတုံးနေဟိုင်ဆိုသူတို့ရှင်မှာအုပ်ဆူလိုက်ကြီးဝယ်အောင်ကွာအားရအကုန်လုံးကိုလည်းလူအယိုးတွေနဲ့အဲ့လိုမျိုးပေါင်းပြီးပို့လိုက်တာအဲကြောင့်တကယ်ကြောက်ရရင်တကယ်ဒီကိစ္စကြီးရလေအဲကြောက်ဆိုင်ပါဒီနေ့တော့တော်တော်လောက်ပဲကက်တလီနာပြိုင်ပန်ဖြစ်ပါရဲ့ အဲ့တော့လူသားတွေကိုသူအဲ့လိုနင်းနေတိမ့်လိုက်တာပေါ့နော်ကြောက်စရာကြီးလူသားတွေဝဲဥချောင်းနဲ့ထဲပြီးတော့မှရောင်းတာအာပြီးတော့မှအဲ့အယိုးတွေပါတယ်ဆိုလဲတဲ့အဲ့လိုမျိုးဂျယ်လီတွေလုတ်တဲ့ဂမ်မီဘေးကလုတ်တဲ့စိုက်ုံတွေကိုလေအဲ့လိုရောင်းလိုက်တာတဲ့အဲ့ဒီနေ့တော့ဒီလောက်ပါပဲသတ်တာ